ကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဟာငြိမ်းချမ်းရေးစုအသစ်တစ်ခုဖန်တီးလိုက်ကြောင်းကြေညာခဲ့ပြီးအဲဒီစုကိုဒီဇင်ဘာလ9ရက်နေ့ဝါရှင်တန်မှာကျင်းပမယ်ကမ္ဘာဖလားမဲခွဲအခမ်းအနားမှာ ပထမဆုံးအကြိမ်ပေးရသွားဖို့စီစဉ်ထားပါတယ်။ FIFA ငြိမ်းချမ်းရေးစုလို့နာမည်ပေးထားတဲ့ဒီစုဟာငြိမ်းချမ်းရေးအတွက်ပြောင်မြောက်တဲ့လှုပ်ဆောင်မှုတွေကိုအတိအမှတ်ပြုမှဖြစ်တယ်လို့ကမ္ဘာပေါ်လုံးအဖွဲ့ချုပ်ကနိုမာလ9ရက်ပုံတုံးနေ့မှာပြောပါတယ်။ ဒါပေမဲ့တီဆုကိုတမ်ရတ်ဒေါ်နယ်ထရန့်ကပထမဆုံးရရှိမလားလို့မေးတဲ့အခါမှာတော့ထရန့်နဲ့ယင်းနေတဲ့ဆက်ဆံရေးရှိသူ FIFA ဥက္ကဋ္ဌဂီယာနီအင်ဖန်တီနိုကတိတိပပမပြောခဲ့ပါဘူးဒီဇင်ဘာလ9ရက်နေ့မှာတွေ့ရပါလိမ့်မယ်လို့အင်ဖန်တီနိုကပြောပါတယ်မိုင်ယာမီမှာကျင်းပတဲ့ America Business Forum မှာထရန့်မိန့်ခွန်းပြောကြားအပြီးမှာပဲအဲ့ဒီပွဲမှာအင်ဖန်တီနိုပြောကြားခဲ့တာပါ အင်ဖန်တီနိုကပုတ်ပြီးမတည်မငြိမ်ဖြစ်နေတဲ့ကွဲပြားနေတဲ့ကဘာကြီးမှာပြိပခါတွေကိုဆုံးသက်ပြီးလူတွေကိုငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ပေါင်းစည်းစေဖို့ကြိုးစားအားထုတ်လှုံ့ဆော်သူတွေရဲ့ထူးခြားတဲ့ပံ့ပိုးကူညီမှုတွေကိုအတိမတ်ပြုဖို့ကအရေးကြီးပါတယ်လို့ဗိုလ်တုံးနေအစိုးပိုင်းမှာပြောပါတယ်။ဒီနှစ်မှာအင်ဖန်တီနိုပေးရမယ့်တီးဆုကိုကဘာတဝမ်းကပြိသက်တွေကိုစားနှစ်စဉ်ချီးမြှင့်သွားမယ်လို့ FIFA ကဆိုပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးစုအတွက် Republican တွေကမ္ဘာကောင်းဆောင်အများအပြားနဲ့ Trump ကိုယ်တိုင်ကပါ lobby လုပ်ခဲ့ပေမဲ့ပြီးခဲ့တဲ့လကဒီစုကို Trump မရခဲ့ပါဘူး။ Infantino ကလည်းဘိုဒုံးနဲ့သူ့ရဲ့မှတ်ချက်တွေမှာသူ FIFA နဲ့ Trump တို့ကြားကဆက်ဆံရေးကိုလှုပ်ဝက်မထားပဲပြောဆိုခဲ့ပါတယ်။ FIFA ဟာမကြသေးမီကလည်း Trump ရဲ့သမီးဖြစ်သူ Ivanka ကို2026ကမ္ဘာဖလားလက်မှတ်ရောင်းရငွေတွေကနေတစ်စိတ်တစ်ပိုင်းထောက်ပံ့ထားတဲ့ဒေါ်လာတန်း100တန်း ညာရေးစီမံကိန်းဘုတ်အဖွဲ့မှခန့်အပ်ခဲ့တာကြောင့်ထရန့်ရဲ့နောက်ထပ်ဆက်ဆက်မှုတစ်ခုထပ်ပေါင်းခဲ့ပါတယ်။ကမ္ဘာဖလားမဲခွဲပွဲနဲ့ငြိမ်းချမ်းရေးစုပေးရပွဲကိုကမ္ဘာတဝန်းကကြီးစုသူ1ဘီလီယံကန့်ရှိမယ်လို့မျှော်လင့်ရကြောင်း Infantino ကပြောသွားခဲ့ပါတယ်။